ဗုဒ္ဓဘာသာကတဲ့မကူငီလို့ခရိယံဘာသာဝင်သွားတယ်ကျွန်တော်အခုနောက်ပိုင်းကျွန်တော်စကားပြောတဲ့တငယ်ချင်းတတော်များများပါးစအနဲ့ကြားရတဲ့စကားပေါ့နော်ကျွန်တော်အဲ့ဒီလူတွေရဲ့ပြောတဲ့စကားကိုကြားရလို့အယံတနာမိတယ်သူတို့ကလေသူဒုက္ခရနေတဲ့အချိန်မှာဗုဒ္ဓဘာသာဖြစ်တဲ့အတိုင်းအဝိုင်းကမကူငီလို့တခြားဘာသာကိုဝင်သွားတယ်အဲ့ဒါဆိုရင်တော့အဲ့ဒီပုံကဗုဒ္ဓရဲ့တရားကိုတကယ်သိချင်လို့တော့မဟုတ် အချောင်းရချင်အချောင်းဆိုဘယ်လိုပြောမလဲမြန်မာစကားမှာအလကားရချင်တဲ့ပုံစံမျိုးပါနော်ဒီဘာသာမှာလပ်လာပါမရှိဘူးနောက်ဘာသာမှာနော်ငွေတွေရတယ်ပိဿရတယ်အထောက်အပံ့တွေရတယ်ဆိုတဲ့ပုံစံမျိုးဆိုသူကပိဿနောက်ကိုလိုက်တဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်ဗုဒ္ဓကကယ်တင်ရှင်လည်းမဟုတ်ဘူးဗုဒ္ဓကဖန်ဆင်းရှင်လည်းမဟုတ်ဘူးဗုဒ္ဓကကိုယ်တိုင်တိစ္ဆာတရားကိုထိုးထွင်းမှတိခဲ့တယ် ်ပြီးတဲ့အတိုင်းတတ္တဝါတွေကိုမေတ္တာကရုဏာရှိထားပြီးမှလမ်းပြပဲလမ်းပြခဲ့တယ်ဗောနော်ဒီအတိုင်းနေတော့ကျင့်ခဲ့ရင်နိဗ္ဗာန်ရရနိုင်တယ်ဆိုရင်မှလမ်းစဉ်ကိုနိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုဟောတော်မူခဲ့တာဗောနော်မြတ်စွာဘုရားကဆိုတော့ဒီမှာလူတွေတော်တော်များများကလူမြောက်ခြင်းလို့ မௌဒရဲ့မௌဒဘာသာဖြစ်တာမဟုတ်ဘူးသူတို့သူတို့တခုခုရမလားဆိုပြီးမှအဲ့ဒီမျောလင်းချက်နဲ့အဲ့ဒါကလာဘဗုဒ္ဓဘာသာလို့ခေါ်တယ်အဲ့ဒီစိတ်ဓာတ်ရှိရင်လာဘဆိုတာလပ်လာဘကိုရချင်းလို့လပ်လာဘရချင်းပြီးမှဗုဒ္ဓဘာသာတော့မဝင်ကြနဲ့ပြီးတော့အဲ့ဒီပိဿနနောက်ကိုလိုက်တဲ့လူတွေကဗုဒ္ဓဘာသာစစ်လက်မဟုတ် ဗုဒ္ဓဘာသာအတိုင်းအဝိုင်းကငါ့ကိုဒုက္ခရတဲ့အချိန်မှာမကူညီတော့ငါဘာသာပြောင်းလိုက်တယ်ဆိုရင်လား။သူကဘာသာတရားကိုသိတာလည်းမဟုတ်ဘူး။သိချင်တဲ့စိတ်ဓာတ်လည်းသူ့မှာမရှိဘူး။နော်။တကယ်မိမိကိုယ်ကိုတနာတယ်ဒီဒုက္ခတန်ត្រာမှာလွတ်မြောက်ချင်တယ်ဆိုရင်တော့နော်မိမိကိုယ်တိုင်ဗုဒ္ဓဟောခဲ့တဲ့တရားကိုဂါဂာနာနာသိအောင်လုပ်ရမယ်လေနော် အခုကတော့လွမြောက်ချင်လို့မဟုတ်ဘူးအခုငီမြရမလားဆိုပြီးမှအဲ့ဒီမျောလင်းချက်နဲ့ကိုးကွယ်နေတာသူမျောလင်းတယ်လို့မဖြစ်လောက်အဲ့ဒါနဲ့နောက်ပါသာပြောင်းလိုက်တယ်အဲ့ဒီကြောင့်လို့ပြောတာလေဖယားကိုရုတ်ထုကကွယ်နော်ဖယားအစ်စ်ကိုတီးဖို့ဆိုတာမလွယ်ဘူးနော်တရားကိုတီးမှဖယားအစ်စ်ကိုတီးတာနော် ဖရားကိုရုတ်ထုကကွယ်တယ်တဲ့ကွယ်လိုက်တယ်လူတွေကရုတ်ထုကိုသာဖရားလို့ထင်ခဲ့တယ်ဖရားအစ်စ်ကိုမတွေ့နိုင်တော့ဘူးเนาะအဲ့ဒါဖရားအစ်စ်ကို တွေ့ချင်တယ်သိချင်တယ်ဆိုရင်တရားကျင့်ရမယ်မြတ်စွာဘုရားကဘယ်လိုဟောထားလဲယောဓမ္မံပတ္တိသောမံပတ္တိเนาะတရားကိုသိတယ်မြင်တဲ့ပုဂ္ဂိုလ်ကားတဲ့ငါဖရားကိုသိမယ်မြင်မယ် เนาะဖះကိုမြင်ဖို့ဖះကိုတီးဖို့ဖះအစစ်ကိုတီးဖို့မြင်ဖို့ဆိုရင်တော့တရားအစစ်အမှန်ကိုကျင့်ရမယ်ဗောနော်တရားကိုတီးမှဖះကိုတီးတာအခုကလူတွေကတရားတော့မကျင့်ကြဘူးအပေါ်ရန်လေးနဲ့အကူငြိရရင်တော့ဒီဘာသာမှာနေမယ်မရရင်ပြောင်းမယ်အဲ့လိုမလုပ်ကြပါနဲ့လို့